အားလုံးမင်္ဂလာပါဒီကနေ့မှာဦးစင်းကပဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါမယ်ပဋ္ဌာန်း24ပစ္စည်းကိုဦးစင်းနားလည်သလိုဦးစင်းနားလည်သလောက်အချင်းချင်းရှင်းပြပေးပါမယ်အရင်ဆုံးမရှင်းပြခင်ဦးစင်းတို့နမောတတ္တသုံးခေါက်ဆိုပြီးတော့ဖျားရှိခိုးကြရအောင် နမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတဒီနေ့မှာပဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့တွေ့တော့ပြီးတော့ တင်ဆက်ပေးပါမယ်ပြောပြပေးပါမယ်ဒီမှာကတော့ဒါဥရင်အနေငယ်စာလေးတွေရိုက်ပြထားတယ်အကြောင်းကျိုးဆိုတဲ့စကားလုံးဟာဗုဒ္ဓဘာသာမြန်မာလူမျိုးများအတွက်တော့ရင်းနှီးမိသားဖြစ်နေမှာပါတဲ့အကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတာကလည်းဗုဒ္ဓဘာသာမြန်မာလူမျိုးများကလက်ခံထားကြပါတယ်အခုအကြောင်းတရားတို့ကြည်စုပေါင်းဟောပြထားတဲ့ထန်းချမ်းကိုပြောပြပေးပါမယ် ပဋ္ဌံဆိုတာဘာပြောတာလဲတဲ့ပဋ္ဌံဆိုတာတဲ့ပနဲ့ဌာနနှစ်ပုဒ်ကိုပေါင်းထားတာဖြစ်ပါတယ်ပဆိုတာက အမျိုးမျိုးသော အမျိုးအစားများစွာသောဌာနဆိုတာကအကြောင်းတရားပနဲ့ဌာနနှစ်ပုဒ်ကိုပေါင်းမယ်ဆိုရင်အမျိုးမျိုးသော အကြောင်းတရားများလို့အဓိပ္ပာယ်ရပါတယ်အကြောင်းတရားတွေကြီးစူပေါင်းဟောပြထားတဲ့ဉာဏ်ဖြစ်လို့ပဋ္ဌံဉာဏ်လို့ခေါ်တာဖြစ်ပါတယ်ဒီလောက်ဆိုရင် ပဋ္ဌာန်းရအတိတ်ပဲကိုတိလောက်ပြီးထင်ပါတယ်ဒီပဋ္ဌာန်းချမ်းကိုတဲ့အဘယ်ပုဂ္ဂိုလ်ကအဘယ်မြည်တော်သူကိုအကြောင်းပြုပြီးတော့ဘယ်နေရာမှာဟောကြားခဲ့တာလဲဆိုရင်မြတ်စွာဘုရားရှင်ကမေတော်ဖြစ်ခဲ့ဘူးသောတန်တုတ်တိဒါနတာကိုအကြောင်းပြုပြီးနတ်ပြန်မှာအပေါင်းတို့ဟာတာဝတိန်သာနတ်ပြည်ရှိ ပင်လေကတိပင်အရင်ပန္နုကပလာကြောက်ဖြာထက်မှာနှုတ်ခုဆက်တရားကို ဟောကြားခဲ့တာဖြစ်ပါတယ်။ဤပဋ္ဌာန်းချမ်းကြီးဟာဓမ္မတင်ဝိပင်က ဘာဒတ္တရက်စီ6ရက်ကြာကျန်းတာတုတ်ရနဲ့ပုဂ္ဂလာ9ရက်ဟောမြွက်ခဲ့သည်ကထာဝုရှိရက်နီဝိတာပယမိုက်ကျန်းပင်စဝီပဋ္ဌာနာရေလို့လာသုံးလီမေတော်မိကို ဟောသည့်ယတန်းဆိုတဲ့ နိယံထဲမှာပါတဲ့ဓမ္မသင်္ကနီဝိပင်းဓာတုကထာပုဂ္ဂလပညာကထာဝတ္ထုယမိုက်ပဋ္ဌာန်းဟူတဲ့အဘိဓမ္မာခုနှစ်ကျမ်းထဲမှာပါဝင်ပါတယ်။ဒီအဘိဓမ္မာခုနှစ်ကျမ်းကိုဘလောက်ကြာအောင်ဟောကြားခဲ့တယ်လဲဆိုရင်တဲ့ဝါတွင်း3လရအားဖြင့်ဆိုရင်90အခက်ကြာအောင်ဟောကြားခဲ့တာဖြစ်ပါတယ်။ပဋ္ဌာန်း24ပစ္စည်း အကြောင်း124မျိုးပေါ့ခုပြောပြရမယ့်24ပစ္စည်းတိုင်းမှာပစ္စည်းရောဆိုတာပါပါတယ်ဒီပစ္စည်းရောကိုအကျိုးပေးခြင်းကျေးဇူးပြုခြင်း အထောက်အပံ့ပေးခြင်းလို့နားလည်ထားမိပါအဲ့ဒီလိုနားလည်ပြီးဆိုရင်ပထမ24ပစ္စည်းကိုဦးဇင်းတို့အရင်စလိုက်ကြရအောင်ပထမ24ပစ္စည်းကဘာတွေလဲအားလုံးစူးကြည့်ကြရအောင်နော်ဟေတုပစ္စယော အာရမဏပိစယောအဓိပတိပိစယော အနန္တရပိစယောသမန္တရပိစယောသာဇာတပိစယောအညမညပိစယော နေတယပိစယော ဥပနေတယပိစယောဥေဇာတပိစယောဣဇာဇာတပိစယောအာဒေဝနပိစယော ကမ္မပိစယောဝိပါကပိစယောအာဟာရပိစယောဣန္ဒြိယပိစယော ဇာနာပိစယောငကပိစယောတံပယုဒ္ဓပိစယောဝိပယုဒ္ဓပိစယော အထိပိစယောနတ္ထိပိစယောဝိကဒပိစယော အာဝိကဒပိစယောဒါကပဋ္ဌာန်း24ပစ္စည်းကိုဥစ္စာပဋ္ဌာန်းမှပြောပြပေးတာဖြစ်ပါတယ်ဒီပဋ္ဌာန်း24ပစ္စည်းမှာအစဉ်ကတစ်ဘက်ကို6ခုစီ ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီလိုပြောတဲ့အခါမှာဦးဇင်းတို့ကဒီပြောပြပေးတဲ့6ခုစီ6ခုစီတိုင်းကိုဦးဇင်းအမြင်ခေအမြင်နဲ့ပြောပြပြီးမှာဖြစ်ပါတယ်။ကြည့်ရှုနေကြတဲ့ဒကာဒကာမတွေရောအားလုံးကမိမိတို့ဖာသာမိမိတို့ချက်ထွင်ပြီးတော့တွေးကြပါကြံကြပါ။ကဲစကြရအောင်။နံပါတ်1ကဘာလဲဆိုတော့ဟေတုပစ္စယောဟေတုဆိုတာက အကြောင်းတရားပစ္စယောဆိုတာကကျေးဇူးပြုတာဒီတော့ဟေတုပစ္စယောအရင်ကအကြောင်းဖြစ်၍ကျေးဇူးပြုတတ်သောတရားတဲ့ဒါဥပမာဘာနဲ့ပြေးပေးလဲဆိုတော့ရေတောင်းမြင့်နဲ့ဥပမာပေးတယ်ညောင်ပင်ဒီတဲ့အမြင့်ကြောင့်မရိမ့်မရိုင်ခိုင်မြဲတယ်ရှင်တန်ကြီးထွားတယ်ပေါ့အမြင့်ဒီအကြောင်းတရားဖြစ်ပြီးမရိမ့်မရိုင်ခိုင်မြဲခြင်းရှင်တန်ကြီးထွားခြင်းဒီအကျိုးတရားဖြစ်ပါတယ် ဒါကဒီအပင်နဲ့အမြစ်ကို အကြောင်းကျိုးခွဲပြားဖြစ်ပါနော်မရေမရန်ခံမြင်ခြင်းကြီးရှင်တန်ကြီးထွားခြင်းဘာကြောင့်အပင်ကရှင်တန်ကြီးထွားတာလဲဆိုရင်ရေတော့မြစ်ဆိုတဲ့အမြစ်ကြောင့်ရှင်တန်ကြီးထွားတာစီပင်ရတာဝါပြောရတာဖြစ်ပါတယ်အဲ့ဒီအပင်တပင်ကိုပဲဥစဉ်ကအကြောင်းကျိုးခွဲမယ်ဆိုရင်ကြတော့အမြစ်ကအကြောင်းတရားတဲ့အပင်ရှင်တန်ခြင်းကကြတော့အကျိုးတရားဖြစ်တယ် နားလည်လည်အောင်ပြောရမယ်ဆိုရင်ねအလုံးလုံးချင်းကအကြောင်းတရားဖြစ်ပြီးတော့အလုံးလုံးလို့ရလာတဲ့ဥစ္စာကြီးအကျိုးတရားဖြစ်ပါတယ်အဲ့ဒီလိုအကြောင်းအကျိုးလေးတွေအကြောင်းအကျိုးလေးတွေကိုတွေးကြည့်ပါမကောင်းမှုလို့ရင်မကောင်းကျိုးခံရမယ်ကောင်းတာလို့ရင်ကောင်းကျိုးခံရမယ်အကြောင်းကြောင့်အကျိုးဖြစ်တယ်ဒီသဘောပါပဲဒါဆိုရင်အကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတာကိုဒီဟိတုပစ္စယောရဲ့အချင်းကျိုးလေးကိုနားလည်ပြီးထင်ပါတယ် ဆက်လက်ပြီးတော့တွေးတော့ကြည့်ကြပါနော်ကျွန်တော်ဒီမှာဆိုရင်ဟိတုပစ္စည်းရောဆိုရင်ဟိတ်6ပါပစ္စည်းတရားဆိုပြီးတော့စာမှာရှိရပါနော်ကုသိုလ်ဟိတ်3ပါအကုသိုလ်ဟိတ်3ပါအကုသိုလ်ဟိတ်3ပါကကြတော့လောဘဒေါသမောဟပေါ့အကုသိုလ်ကုသိုလ်ဟိတ်3ပါကကြတော့အလောဘအဒေါသအမောဟဖြစ်ပါတယ်လောဘတွေဒေါသတွေမောဟတွေဖြစ်လာပြီဆိုရင်အဲ့ဒီအကုသိုလ်ဟိတ်တွေကြောင့် ကောင်းတာတွေလုပ်တယ်မကောင်းကျိုးတွေရကုသိုလ်ဟိတ်၃ပါးဖြစ်လာပြီဆိုရင်ကုသိုလ်ဟိတ်၃ပါးကြောင့်ကောင်းတာတွေလုပ်တယ်ကောင်းကျိုးတွေရအဲ့ဒီလိုသဘောမျိုးပါနော်မကောင်းတာလုပ်ရင်မကောင်းကျိုးရကောင်းတာလုပ်ရင် ကောင်းကျိုးရမကောင်းတာကို တွင်းရင်မကောင်းတဲ့စုစုဖြစ်မယ်ကောင်းတာကိုတွင်းရင်ကောင်းတဲ့ရလက်ကောင်းတဲ့ဖြစ်မယ်ဒီလိုလေးဒီတုပ္ပစီရောရဲ့အကြောင်းတရားလေးကိုရှင်းတော့တွေးစာကြည့်ပေါ့အကြောင်းကျိုးလေးတွေးစာကြည့်ဒီလောက်ဆိုရင်ဒါဟိတုပစ္စယောရဲ့ ဒိဗေကိုနားလည်ပါပြီနံပါတ်2ဆက်သွားကြည့်အောင်နံပါတ်2ကအာရမဏပစ္စယောအာရမဏပစ္စယောဆိုတာဘာလဲအာရမဏဆိုတာကအာယုံပစ္စယောဆိုတာကအကျိုးပြုကျိုးပြီးတာပေါ့အာယုံဖြစ်၍ခြေစည်းပြီးတဲ့တရားဒါမှမဟုတ်အာယုံနဲ့အကျိုးပြုတဲ့တရားအကျိုးပြီးတဲ့တရားဘယ်လိုလဲဆိုတော့သူကဥပမာဘာနဲ့ပြီးလဲဆိုတော့တောင်ဝေးပြီးမတန်စွမ်းသူတို့ဟာအလိုရှိရာသို့ရောက်အောင်ပို့ဆောင်ပေးနိုင်တယ်လို့အာယုံ6ပါးကလည်း မိမိစိတ်ကိုကုသိုလ်အာကုသိုလ်ရစီပို့ဆောင်ပေးပြီးကျေးဇူးပြုပါတယ်။နားလည်လွယ်အောင်ပြောပြရရင်ခုဥစဉ်တင်ပေးနေတဲ့ဗီဒီယိုတွေကိုကြည့်ပြီးဒီလောက်ကတော့ငါတို့လည်းသိပါတယ်။အမှုတွေပါလို့ပြောပြီးဒေါသထွက်စိတ်မကြည်ဖြစ်သွားတယ်ဆိုပါစို့။ဒါဆိုရင်ဗီဒီယိုတွေကသူ့အတွက် မကောင်းတဲ့အမြင်အကြံခံစားမှုအာရုံတွေဖြစ်တယ်။သူခံစားလိုက်ရတဲ့ခံစားမှုကအကျိုးပေါ့။ အဲ့ဒီလိုမျိုးပဲငါတို့မတိတာလေးတွေတိရတယ်တိပြီးတော့လဲမိနေတာဒါလေးတွေကြည်လိုက်တော့မှ ပြန်မှတ်မိလာတယ်ဆိုရင်ဝီဒီလေးကအကြောင်းဖြစ်ပြီးတော့တိရခြင်းတွေ ပြန်လည်မှတ်မိခြင်းတွေကအကျိုးဖြစ်ပါတယ်ဒီလောက်ဆိုနားလည်တော့ပါအမြင်အကြအနံ့အရသာတွေပေါ့အာယုံ6ပါအဲ့ဒီအာယုံ6ပုံပုံမှာကိုကမြင်တာတွေကြားတာတွေတွေ့တာတွေပုံမှာ ုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားအဲဒီတော့ကောင်းတဲ့အာယုံ တွေ့ပြီးတော့ကောင်းတဲ့အတွေ့တွေကောင်းတဲ့အကြံအစီတွေဖြစ်တယ်ဆိုရင်ဒါအာရမဏရဲ့သဘောတရားပေါ့နော်အာရမဏသဘောတရားကတော့ရှင်းပါတယ်နော်အာယုံဖြစ်ပြီးကြည်တိပြီးတော့တရားဥပမာဦးဇင်းတို့ကကိုယ်နဲ့မချင်းမနစ်တတ်တဲ့လူတယောက်တွေ့တယ်ကိုမုန်းတဲ့လူတယောက်တွေ့ရဆိုပါလို့သူ့ကို ြင်လိုက်လို့ရှိရင်ကိုယ်စိတ်မှာဒေါသဖြစ်တယ်။အဲ့ဒီမြင်တဲ့အာရုံကအကြောင်းတရားဖြစ်ပြီးတော့ကိုယ်တန်တန်မှာဖြစ်လာတဲ့ဒီစိတ်ဆိုးဒေါသထွက်တာတွေမုန်းတီးတာတွေအကျိုးဖြစ်ပါတယ်။ဒီလောက်ဆိုရင်နားလည်တော့ပြီးထင်ပါတယ်။နောက်နံပါတ်3ဖြစ်တဲ့အဓိပတိပစ္စည်းရောအဓိပတိဆိုတာကအကြီးမှုပစ္စည်းရောဆိုတာက အကျိုးပြီးတယ်အကျိုးပြီးတယ်ပေါ့။အကြီးအမှုဖြစ်ယူခြေကြီးပြီးတဲ့တော့တရားတဲ့ စကြဝရမင်းသည်ပြန်ရဲသူ ပြန်သူမရှိတော့အောင်ဇွဲလုံးလာအပြည့်ဖြင့်အုတ်ချုပ်တဲ့ကဲ့သို့စန္ဒာဓိပတိဆိုရက်အလိုဆန္ဒပြင်းပြခြင်းဝိရိယဓိပတိဆိုရက်အာထုတ်ခြင်းစိတ်ဓာဓိပတိဆိုရက်စိတ်သက်ပြင်းပြခြင်းဝိမာန်ဓာဓိပတိဆိုရက်စင်ကျင်လုံးတရားများကြီးဆိုးလာပြီဆိုရင်အဖြစ်တာမရှိဘူးဖြစ်လာတယ်ပေါ့ဘုရားနားလဲအလွယ်အောင်ပြောရရင်အတင်းအဖွဲတစ်ခုမှပဲဖြစ်ဖြစ်အုပ်စုတစ်ခုမှပဲဖြစ်ဖြစ် ခေါင်းဆောင်ဆိုတာစီစဉ်မြဲပါပါစဉ်မြဲပါပဲအဲ့ဒီခေါင်းဆောင်တော့မှလည်းနောက်လိုက်တွေနောက်ပါတွေဆိုတာလဲရှိလာကြသမျှပါလာကြသမျှပေါ့ခေါင်းဆောင်ဆိုတာကနှစ်ယောက်မရှိဘူးတယောက်တည်းပဲရှိတယ်တယောက်ကခေါင်းဆောင်ဆိုရင်ကျန်တဲ့သူတွေက နောက်လိုက်ဖြစ်နေလိုက်ပါကြတယ်လှုပ်ဆောင်ကြတယ်ခေါင်းဆောင်ကဥဆောင်ပြီးညီပေးလမ်းညွန်တွေနဲ့နောက်လိုက်တွေကအလုံးလုံးကြတဲ့အခါအလုပ်တွေပြည်တယ်ညံဆန်တယ်ပေါ့ဒါကူပဲ ခေါင်းဆောင်ကကျေးဇူးပြုတယ်အကျိုးပြုတယ်လို့ပြောတာအကြောင်းကျိုးခွဲရရင်ခေါင်းဆောင်ကအကြောင်းဖြစ်ပြီးတော့နောက်လိုက်တွေနဲ့အကျိုးခံစား권တွေကအကျိုးဖြစ်ပါတယ်အကြည့်မှုဖြစ်ပြီးကျေးဇူးပြုတဲ့တရားဆရာဖြစ်ရင်တဏှာမှာပေါ့ဥစဉ်တို့နားလဲလို့အောင်ပြောကြရရင်ဘယ်လိုပြောမလဲဒါဥစဉ်တို့တွေးဆကြည့်ကြပါဦးနော် ဒီမှာလဲဒါဥစဉ်စာလေးတွေရေးပြထားတာဆိုတော့ဒီစာလေးတွေကြည့်ပြီးတော့မိမိတို့ဖာသာမိမိတို့ပို့ပြီးတော့ချက်ထွင်တွေ့ကြည့်ကြပါဒါဆိုရင်အဓိပတိပစ္စယပြီးပြီလို့ပဲဥစဉ်သတ်မှတ်ပါမယ်နောက်အနန္တရပစ္စယနဲ့တမန္တရပစ္စယကိုသွားပါမယ်အနန္တရဆိုတာကအခြားမဲ့အခြားမဲ့ကြည့်ကြည့်ပြီးတယ်ဘယ်လိုအခြားမဲ့လဲလားအနန္တရနန္တရဆိုတာ ကြားပေါ့အဆိုတာမရှိတာအကြားမရှိပဲကြီးကြီးပြီးတယ်လူနှစ်ယောက်ကြားထဲမှာခြားထားတာမရှိဘူးပေါ့ဇက်တိုက်ဖြစ်ပြီးကြီးကြီးပြီးတယ်အဲ့လိုပေါ့နော်ဒီမှာတော့စာလေးကြီးပြတာအနန္တပစ္စည်းရော အခြားမဲ့ဒဇတ်တဲ့အကြားမရှိဖြစ်ပြီးကြီးစုပြီးတဲ့တော်တရားတန့်ပြီးအကျိုးပေးတဲ့တရားပေါ့ရှင်ဘရင်နဲ့ရွာဆန်ရင်ဒါကြီးကဘရင်ဖြစ်တယ်လို့ပေါ့တဲ့အကြားမရှိဒဇတ်တဲ့အကျိုးပြုတယ်ဆိုတာကစိတ်စစ်တဲ့တွေဒီဟာ ရှေ့စစ်ဖြစ်ပြီးလို့ပြင်ရင်နောက်စိတ်တွေကဒဇက်တဲ့စတဲ့ဖြစ်နေတယ်လို့ဖြစ်ပါပဲဦးဇင်းတို့ဒကာဒကာမတို့ဤစိတ်ဟာစတဲ့ကောင်းတာရောမကောင်းတာရော ဖြစ်နေကြတယ်မကောင်းတဲ့စိတ်ကလေးဖြစ်ရင်အဲ့ဒီစိတ်ကလေးနောက်မကောင်းတဲ့စိတ်စစ်တဲ့တွေ့တွေဟာအမြဲလိုလိုလိုက်ပါနေကြတာကောင်းတဲ့စိတ်ကလေးဖြစ်ရင်လည်းအဲ့ဒီစိတ်ကလေးနောက်မှာကောင်းတဲ့စိတ်စစ်တဲ့စိတ်တွေဟာအမြဲလိုလိုလိုက်ပါနေကြတာဖြစ်ပါတယ်ဒါဆိုရင် အကြောင်းကျိုးခွဲကြည့်မယ်ဆိုရင်ရှေးရှေးစိတ်တွေကအကြောင်းဖြစ်ပြီးတော့နောက်နောက်စိတ်တွေကအကျိုးဖြစ်ပါတယ်။ဒီဟာကအနန္တရပစ္စည်းရောကဘယ်လိုနေရာမှာပူပြီးတော့တိတာထင်ရှားတယ်ဆိုရင်ပစ္စည်းတို့လူတယောက်တေရောမဲဆိုရင်ဒီဒီဘဝပဋိတန်တွေနဲ့သုတိပဋိတန်တွေနဲ့နောက်ဖြစ်လာမယ့်ပဋိတန်တွေကဆက်ဆက်နေကြဒီဘဝတည်ဝလို့ချင်းစိတ်စီတွေတွေကပြက်တယ်လို့ထင်ရမယ်ပြက်မသွားပါဘူး အဲ့ဒီနောက်ဖြစ်မဲ့ဒီဘဝနေတည်ပြီးတော့ဒီဘဝမှာအသေးခင်ဆွဲလန်းသွားတဲ့စိတ်တွေကြောင့်ဘဝမှာအဲ့ဒီစိတ်ကြောင့်ဖြစ်ကြတယ်အဲ့လိုပေါ့နော်ဒါကဘယ်ဥစဉ်တော့ဒါလည်းကြံပြောကြတာလေဘာပြောကြလဲဆိုတော့ဒီဒီကဏိကာလအာယုံယူမကောင်းရင်ဒါမကောင်းတဲ့ဘုံဘဝတွေရောက်တတ်တယ်လို့ဘာလို့ပြောကြဒါအဲ့လိုပေါ့နော်မကောင်းတဲ့ချိန်ဒီကဏိချိန်ကာလမှာ ကောင်းတဲ့စိတ်တွေဝင်သွားပြီးဆိုရင်အဲ့ဒီမကောင်းတဲ့စိတ်တွေပြင်းသွားပြီးဆိုရင်မကောင်းတဲ့ဘဝရောက်တယ်။အဲ့တော့စိတ်ကဒဇက်တဲ့သွားတယ်လို့ပြောတာပေါ့နော်။ဒဇက်တဲ့အချမ်းကြီးကြီးကြီးပြည်တယ်။ဇက်တိုက်ဥစဉ်တို့ဘယ်လိုဥပမာနားလည်လို့အောင်ပြောရမလဲဆိုရင်အဥစဉ်တို့စီးနေတဲ့ရေကိုပဲကြည့်ပေါ့။ရှေ့ရေနောက်ရေရေရစီးစင်းနေတဲ့အခါကျတော့ဥစဉ်တို့မြင်တာတော့ဒီဒီပဲထင်တယ်။တိုးတော့မဟုတ်ဘူး။ဒီနားကရေရစီးစင်းသွားတဲ့ရေရရှေ့ရေရ ရေတွေကအမြဲတမ်းစစ်စစ်နေတော့ရှေ့ရင်တော့ရေမကွဲဘူးအမြဲတမ်းရေတွေကရှေ့ရပြီးနောက်ရေတွေကဆက်တိုက်လာတယ်အဲ့လိုခွဲခြားမရအောင်တစတဲ့ကြည်ပြုနေတာပြောတယ်ပေါ့နော်ဒါကတော့အနန္တရရဲ့သဘောသဘာဝပေါ့နောက်တမန်နန္တရလည်းဒါအနန္တရနဲ့တူတူပဲတဲ့ဒါဆိုဘာကြောင့်မြတ်စွာဘုရားဟောတယ်လဲဆိုရင်ဦးဇင်းတို့နားလည်လေအောင် ပြောရရင်တရားဟောတဲ့ပုဂ္ဂိုလ်စကားပြောတဲ့ပုဂ္ဂိုလ်ကပေါ့လူတွေအများကြီးကိုစကားပြောပြီးဆိုရင် မ္မာစကားနားမလည်မြန်မာစကားနားမလည်တဲ့ပုဂ္ဂိုလ်ကိုအင်္ဂလိပ်စကားနဲ့ပြောရတယ်လို့ဒါမှမဟုတ်တရုတ်စကားနဲ့ပြောရတယ်လို့သူနားလည်မယ့်ဘာသာစကားနဲ့ဦးဇင်းကပြောပြရှင်းပြဟောပြမြန်မာစကားနဲ့နားလည်မယ့်ပုဂ္ဂိုလ်ကလည်းမြန်မာစကားနဲ့နားလည်အောင်ပြောရတယ်အခုဒီနေရာမှာလည်းဒီတိုင်းပဲပေါ့နော်အနန္တရတမန်နဲ့အနန္တရဆိုတော့တူတူပဲဒါပေမဲ့ဒီမှာဝိနည်းရေးစာတရားဝိပုဂ္ဂိုလ်တွေရဲ့အလူဆန္ဒအားလျော်စွာဝိနည်းရတွေရဲ့အလူဆန္ဒကိုကြည့်ပြီးတော့ ဒါဟောတာပေါ့နော်ဒါဆိုရင်အနန္တရတမန္တရဒါနားလည်တော့လို့ထင်ပါတယ်ဒီမှာဒီဒီရေးထားတဲ့စာလေးတွေကိုဆက်ဆက်ပြီးတော့ဒါကြည့်ပြီးပေါ့နော်ဆက်ဆက်ပြီးတော့တွေ့တော့ကြံစီကြည့်ကြပါ နောက်နံပါတ်5တာဟဇာတာပစ္စည်းရောတာဟဆိုတာတကွဇာတာဆိုဖြစ်တာအတူဖြစ်နေတကွဖြစ်ပြီးအတူဖြစ်ပြီးဂျိုင်းတူဖြစ်ပြီးအညူးပြီးတော့နေရာ ဥပမာဗန်နပေးလဲဆိုတော့စီမီထွန်းတဲ့အခါမီးတောင်းတဲ့မီးရောင်ဟာပြန်ဒီပေါ်ပေါက်လာတယ်မီးတောင်းကရင်ပေါ်လာပြီးမှ မီးရောင်ကဖြစ်လာတာမဟုတ်ဘူးရဲ့တည့်စစ်မီထွန်းတဲ့ဆိုရင်လည်းခလုတ်နှိမ့်လိုက်တဲ့တပြိုင်နက်မီးရောင်ကတန့်ကြီးလင်းလာအဲ့ဒီလိုပဲစိတ်စစ်တဲ့တဲ့ရုပ်တွေဟာလည်းအတူတကွတပြိုင်နက်ဖြစ်လာကြတာဖြစ်ပါတယ်ဦးဇင်းတို့လောကမှာအောင်းချင်မှာပြောကြတဲ့စကားလုံးတွေတခုရှိတယ် စိတ်ထောင်းတော့ကိုကြီးစိတ်ပြူတော့ကိုနုအဲ့လိုလေးပြောကြရအောင်နော်စိတ်ထောင်းတော့ကိုကြီးစိတ်ပြူတော့ကိုနုအဲ့လိုလေးပြောရအောင်နော်စိတ်ထောင်းတော့ကိုကြီးရဲ့ဒီစိတ်ကတခုခုဟွာလုပ်ပြီးဆိုရင်စိတ်တွေမပြောရှင်းမှုဆိုရင်ဒီဥစဉ်တို့ရဲ့မျက်နာမှာပါလာပြီးတော့ထင်ရတယ်ပေါ့နော်ဒေါသဖြစ်ပြီးဆိုလဲဒေါသအလျောက်ဒေါသစိတ်တွေဖြစ်ပြီးဆိုလဲမျက်နာမှာလာပေါ်ပျော်ရွှင်တဲ့စိတ်တွေဖြစ်ပြီးဆိုလဲမျက်နာမှာလာပေါ်တယ်မကြမ်းမမာတဲ့ ုံစံဖြစ်ပြီးမကျမ်းမာတဲ့စိတ်ဒီစိတ်မကျမ်းမာတော့ဘူးဆိုရင်ဦးဇင်းတို့ရဲ့မျက်နှာမှာလာပြီးတော့ပေါ်လွင်ပါတယ်နော်ဒါကသာဟာသာတရဲ့သဘောတဘောဖြစ်ပါအတူတူကကျေးဇူးပြုတယ်ဒါဒီလောက်ဆိုရင်နားလည်ကြမယ်ထင်ပါတယ်စိတ်စစ်တဲ့တဲ့ရုပ်တွေအားလည်းအဲ့ဒီလိုအတူတူကကျေးဇူးပြုတယ်စိတ်စစ်တဲ့တဲ့ရုပ်တွေအားအတူတူကကျေးဇူးပြုတယ်ဒီလိုပြောတာဖြစ်ပါတယ် ီလောက်ဆိုရင်ဒါဣတုပိစယော အာရမဏပိစယောအဓိပတိပိစယော အနန္တရပိစယောတမန္တရပိစယောသဟဇာတပိစယောတို့ရဲ့အတိပယ်ကိုအ ਨੇ အချင်းနားလည်သောပေါက်ပြီးလို့ထင်ပါတယ်ပြင်ယူဆပါတယ်ပြင်ပြောတာတွေကအပြည့်စုံပါဘူးမိမိတို့ဉာဏ်ဆန်းရှိသလောက်ပြင်ပြောတာလေးတွေပြင်ရေးပြထားတာလေးတွေနဲ့မိမိတို့ရဲ့အတိနဲ့ ိုက်ဆိုင်ကြည့်ပြီးတော့ထမှန်ပြေးတော့ကြပါကြံစားကြပါဆရာတော်ကြီးတွေဟောထားတဲ့ပဋ္ဌာန်းတရားတော်များလည်းရှိပါတယ်ဒီဘာကျော်ဆရာတော်ကြီးဟောထားတဲ့ပဋ္ဌာန်းမြတ်ဒေသနာတို့ဆိုတဲ့စောင့်တွေလည်းရှိပါတယ်အဲ့ဒီမှာသွားပြီးတော့ဖတ်ကြည့်နေရပါဦးဇင်းတို့လည်းဒါဖတ်ပြီးတော့ဦးဇင်းတို့နားလည်တယ်လို့ပြန်ပြီးတော့ရှင်းပြပေးတာဖြစ်ပါတယ်ဒီလောက်ဆိုရင်ဒီနေ့အတွက်က တုံလောက်ပါဘူးဆရာတော်ကြီးတော်တော်များပြောကြအထမ်းရွလို့ရှိရင်နဲ့အန်ဒီယကင်းအောင် စီးပွားလက်လာပါတူအောင်ရွတ်တာထက်အထမ်းတရားကို ပူဇော်ခြင်းတို့ရွတ်တာဆိုပို့ပြီးတော့ကောင်းပါတယ်တဲ့အဲဒီတော့အကျိုးလူလူညောင်မကြီးလောင်းတယ်လို့မဖြစ်အောင်အထမ်းတွေရွတ်ရွတ်ပရိတော်တွေရွတ်ရွတ်ပူဇော်တဲ့အနေနဲ့ရွတ်ရင်ပို့ပြီးတော့ကောင်းတယ်ဆိုတာကို ထပ်မံပြောကြားခြင်းပါတယ်အဲ့လိုပူဇော်တဲ့စိတ်နဲ့ယူဖို့လဲဥစဉ်ဘံကတိုက်တွန်းလိုပါတယ်ကဲအလုံးဒီနေ့ဒီလောက်နဲ့ပဲပြန်ဆက်ဆက်ပါပြီဒီကုန်းချုပ်ပါအားလုံးကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးကိုယ်ကြံ့မာခြင်းစိတ်ချမ်းသာခြင်းနဲ့ကိုစီကိုငှပြည့်စုံနိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်